ားတွေကလည်းအပြည့်ပဲစုချင်းကလည်းအများကြီးပြီးတော့စုချင်းကလည်းအရင်အရေးကြီးတယ်စုချင်းကလည်းအမြင့်ဆုံးပေးတာတော့သူဒီပေါ်မှာတော့လက်ကုပ်တွေအောင်ခတ်တည်ကြတယ် ဒေါက်တင်လိုင်းပါရှင်ကျွန်မကတော့လူငယ်ရေးအထောက်အပံ့လုပ်ငန်းကော်မတီရဲ့ဒိုခရတစ်အဖြစ်တာဝန်ယူထားပါတယ်ဒီနေ့ပွဲလေးကတော့တက္ကသိုလ်မြို့နယ်မှာကျွန်တော်လူငယ်စင်တာကြီးဖွင့်ရနေပြီးအကြောင်းပြုပြီးတော့ဗောနော်ဒီတက္ကသိုလ်မြို့နယ်မှာဒီကျွန်တော်လူငယ်တွေအများကြီးလက်စွမ်းရည်မြင့်မားတဲ့လူငယ်တွေပညာရှိတွေပမုခတွေဆရာဝန်ကြီးတွေအများကြီးဒီကော်မတီအသီးသီးဖွဲ့စည်းထားတာဗောနော်အဲ့ဒီကနေပြီးတော့ဒီနေ့အပေါင်းဝင်ကြီးဦးထေအောင်ကျွန်မတို့ရဲ့အကြီးအကဲဒီလူငယ်စင်တာကြီးရဲ့ တည်ထောင်သူပေါ့အမဝင်ကြီးဦးထိုင်အောင်လူမွေးဝင်ကြီးအမဝင်ကြီးဦးထိုင်အောင်ကနေပြီးတော့ဒီအစပြုပြီးတော့ဒီတာကိရမြို့နယ်ကိုဒီပူဇဲဒီအားစားသမားလေးတွေစွန့်ရင်မြင့်တဲ့ကလေးတွေပေါ်ထွက်လာဖို့ရွေချက်နဲ့သူဒီကစားဖို့ကစားပွဲပူဇဲပွဲကြီးမဖို့အစီအမံပေါ်လာတာပေါ့နော်အဲ့ဒီပူဇဲဒီကစားပွဲကြီးကိုကြီးမဖို့လို့လုပ်တဲ့ခါကျမတို့အကုန်လုံးဒီလူငယ်ရေးရာကော်ဖက်ကူပြုလုပ်ငန်းကော်မတီကနေပေါ့ တာဝန်ရှိသူအသေးသေးရနေပါဒီမှာ16သိန်းရှိတယ်ပေါ့နော်တာဝန်ရှိသူအသေးသေးကတသိန်းကိုတသိန်းကိုတစ်ယောက်တသိန်းကိုနှစ်ယောက်စသည်ဖြင့်ပေါ့အောင်တာဝန်ယူကြတာပေါ့နော်တာဝန်ယူရတဲ့ရည်ရွယ်ချက်တွေကလည်းဝစ်စုံတွေဝစ်စုံမိုးတွေသူတို့ရဲ့နေ့စဉ်ကစားနေတုန်းမှာလိုအပ်တာတွေသူတို့အနိကတ်စောင့်ရှောက်ဖို့အတွက်ကျမတို့ခေါင်းဆောင်တစ်ယောက်တစ်ယောက်ရွေးချယ်ပြီးတော့ဟိုခန့်နာပေးပါတယ်အခုလည်းကျမတို့ဒီ16ရက်ကွက်16ရက်ကွက်မှာအသိန်း 38သင်း38သင်းကိုကျမတို့ကလိုက်လံပြီးတော့ဒါကြီးကတော့ခေါင်းဆောင်နေပါဒီခေါင်းဆောင်နေကတော့ကျမတို့ဒီဝတ်စုံလေးတွေဝတ်ပြီးတော့ဒါကတော့လူငယ်ရဲ့ထောက်ကူလုပ်ငန်းကော်မတီရဲ့ဝတ်စုံပါဒီဝတ်စုံလေးတွေဝတ်ပြီးတော့ကလေးတွေမင်းတို့ရဲ့ခေါင်းဆောင်ကတော့သူပါဆိုပြီးတော့မင်းတို့လိုလားရှိရင်ပြောကြပါတော့ပြောကြပါဆိုပြီးတော့ဒီအနိကန်ဆောက်ရှောက်သွားမှာဖြစ်ပါတယ်ကျမတို့ဒီချာချာလေးလည်းဆောင်ရွက်ထားပါတယ်ကျမတို့ ြန်ဝဲနောက်ဆုံးဘောလူပွဲကိုတော့ဒီတူးနောက်ကဲမှာရှိတဲ့ဖူဆယ်အဖွဲချုပ်ရဲ့အားစံပြန်မှာနောက်ဆုံးဘောလူပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်။စုငွေရလည်းအရင်အများကြီးပဲစောစောတုန်းကဟိုတက်မှတ်ထားတဲ့အဘဝင်ကြီးဦးထွေးအောင်အခုပဲနေပြည်တော်နေလှမ်းဆက်တယ်။စုကြီးပထမစုကိုတိန်90ဒုတိယစုကိုတိန်30တတိယစုကိုတိန်20အများကြီးသူစုရချဖို့အခုပဲဖုန်းဆက်တော့စုကြီးရရန်မြင့်သွားပါတယ်။ Me too, I am love. ာကေတာမြို့နယ်မှာလေတာကေတာမြို့နယ်မှာရှိတဲ့အကျောင်းနေနဲ့တော့အများကြီးကျွန်တော်ထိတွေ့ပြီးသွားပါပြီဒီတာကေတာမြို့မှာမြို့နယ်မှာလည်းအဘဝင်ကြီးထင်အောင်စာကြည့်တိုက်တွေလည်းအများကြီးဖွင့်နေထားတယ်ပေါ့နော်စာမဖတ်မနေရဆိုတဲ့ဟိုရွေချက်နဲ့ဒီနေ့ကပဲကျွန်တော်တို့တာကေတာမြို့နယ်ကချက်ချင်းဒီချက်ချင်းဒီသင်တန်းကိုကျွန်တော်တို့လူဦးရေ200အကျောင်းသားအကျောင်းကြီးအကျောင်းသားလူဦးရေ200နဲ့မနေ့ကပဲကျွန်တော်တို့ပြီးတယ်ပေါ့နော်အဲ့လိုလုပ်ပြီးွားပြီးတဲ့အခါကျတော့ဒီမှာစွန့်ရင်မြင်မာတဲ့ကလေးတွေတဲ့ ိတ်တက်စိတ်တက်ခွန်အားပြည့်တဲ့ကလေးတွေဒီလူငယ်ကကျွန်တော်တို့မြို့နေကနေစပြီးတော့ဟိုရွေးချယ်တာပဲလေရွေးချယ်ပြီးတော့တာကတမြို့နယ်မှာရှိတဲ့လူငယ်လူငယ်တွေရန်ကံကောင်းပါတယ်တာကတမြို့နယ်ကိုပဲဟိုရွေးပြီးပူဆယ်ဖွဲ့ပြီးလောက်တာပေါ့နော်ကျွန်မထင်ပါတယ်မကြခင်လဲအခြားမြို့နယ်တွေကလည်းအဲ့လိုပဲဟိုလှုပ်ချင်လာကြနေမယ်လို့နော်မြို့နယ်ကအရန်ရိတ်ကြည့်ပါတယ်မြို့နယ်ကပဲကျွန်တော်တို့ဒီကစားသမားတွေ ရှင်တွေပညာတတ်တွေညနေကနေရွေးပြီးတော့မှစလက်တင်လုပ်ပြီးတော့ကျွန်တော်တို့ခရိုင်သေးသေးတိုင်းဒီနယ်တိုင်းစရောက်သွားတယ်ဆိုရင် ကျွန်တော်တို့ဒီနိုင်ငံတကာပြိုင်ပွဲတွေအထိသွားကြတာဆိုတော့လေညနေဒီပြိုင်ပွဲကတော့အိတ်ကိုအရေးကြီးပါတယ်ဒီမှာတင်ကျွန်တော်တို့ကညနေမှာတာကီတာညနေကြီးပဲဟို19သိန်း38သိန်းကလေးတွေအကလုံးအင်အားတွေကလည်းအပြည့်ပဲစူချင်းကလည်းအများကြီးပြီးတော့စူချင်းကလည်းအရန်အရေးကြီးတယ်စူချင်းကလည်းအမြင့်ဆုံးပေးတာတော့သူဒီပေါ်မှာတော့လက်ကုတ်တွေတောင်ထတီးကြတယ်တော့ အတုကိုဆိုင်ပြိုင်ပွဲဝင်ကြမှာပေါ့နော်ပြိုင်ပွဲဝင်ကြကြမယ်လို့ကျမယုံကြည်ပါတယ်နောက်ပြီးတော့လည်းဒီလိုပြိုင်ပွဲကြီးကိုဖျက်မြောက်ဖို့အတွက်ကျမတို့လူငယ်ရထောက်ထူပြုလုပ်ငန်းကော်မတီကနေဒီမွေးဝင်ကြီးအပအုပ်ထည့်အောင်နေဥဆောင်မှုနဲ့ကျမတို့ငွေကုန်ခြေချမြောက်များစွာကုန်ပါတယ်ငွေကုန်ခြေချမြောက်များစွာအကုန်ခံပြီးတော့ကျမတို့ကျပရခြင်းဖြစ်ပါတယ်ပြီးတော့အဓိကတော့လူငယ်လူရွယ်တွေသူတို့စိတ်ဆက်အစီကံပညာနဲ့အားစားစိတ်သက်တွေစူပေါင်း ကျင်းစုပေါင်းဆောင်ရွက်ခြင်းစိတ်ဓာတ်တွေမြန်မာလာဖို့နဲ့နိုင်ငံကုံဆောင်နိုင်ဖို့ကလေးတွေဝေထုတ်ရခြင်းပဲဖြစ်ပါတယ်ကျမကတော့လေဒီခုဆယ်ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့ရမီရဖာတွေအဲအာနာမိုင်ဖွဲ့စည်းတွေအကုန်လုံးကိုတင်ပို့ပြီးတော့ဟိုတို့လည်းအစစ်စစ်အစစ်စစ်ဒီတင်ကိုပို့ထားပြီးတဲ့ကတော်တော်စိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်ကျမတို့ဒီတက္ကသမြို့နယ်မှာဖွင့်နေထားတဲ့လူငယ်စင်နာကျမတို့တာဝန်ရှိပုဂ္ဂိုလ်တွေကလည်းအများကြီးကိုစိတ်လှုပ်ရှားမိပါတယ်ဟို ီလိုရမရဖားတွေနဲ့အများကြီးတွေ့ရတော့လေလေတော်တော်လေးကိုကျင့်တဲ့ကုံမီမိပါတယ်အဲ့ဒီတည်းဒီဒီပြိုင်ပွဲဝင်မဲ့ပြိုင်ပွဲရှင်သားတွေတမိတွေသားလေးတွေရဲ့မိဘတွေကလည်းဒီလိုပဲအရန်မိသားစုကလည်းစိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်အဲ့လိုပဲအားပေးကြပါနော်ရမရဖားတွေလည်းအားပေးကြပါကျမတို့ရဲ့ဒီအာကစားနဲ့လူငယ်ရေးအထောက်အပံ့လုပ်ငန်းကော်မတီကဒီလိုပွဲတွေကိုငွေကုန်ကြီးကြံပြီးအများကြီးလုပ်ပေးရတဲ့ရည်ရွယ်ချက်ကတော့ ီတာဂက်တာမျိုးနဲ့ဟိုအရန်စေတနာရှိပါတယ်။အရန်ကိုလည်းမြစ်တာထားပါတယ်။ကျမတို့တူတူတူပဲဒီမျိုးကြီးကိုအရန်အများကြီးကောင်းစားစေချင်ပါတယ်။ရမီရဖာတွေကလည်းဒီစေတနာကိုနားလည်ပြီးတော့သားလေးတွေရဲ့ဒီပြိုင်ပွဲကိုအားပေးကြမယ်။အားပေးကြပါလို့ပြောကြလိုပါတယ်ရှင်။